โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YNW channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဘန်လီနဲ့ချက်စီရဲ့ပွဲကြိုသုံးတက်ချက်လေးကိုကျွန်တော်လှုပ်သွားချင်ပါတယ်ခင်ဗျာဒီဘန်လီနဲ့ချက်စီရတော့အဲသူတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုတွေကတော့ချက်စီရ၁၀ချိန်နိုင်ထားပြီးတော့ ဗန်လေးရတစ်ချိန်နိုင်ထားတယ်၅ချိန်ပြေးကြထားတယ်ပေါ့ဒီနှစ်မှလည်းဗန်လေးရတန်းတက်လာတဲ့အသင်းဖြစ်ပြီးတော့ပေါ့နော်ဟိုဒီချက်စီနဲ့ကစားသမားအင်အားရောဒီအခုဖွဲ့စည်းပုံတွေရောအခုဖောင်ကောင်းလာတာတွေကစချက်စီရဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်သူ့ရဲ့ဒီခြေစွမ်းတွေကအသက်ကြအနိုင်အမြင်ရှိနေတယ်ဆိုပေမဲ့ဗန်လေးတော့သူ အာဟိုတတရရလေးပဲအနိုင်ကနိုင်မယ်လို့ကျွန်တော်ထင်တယ်အခုဆိုလို့ရှိရင်ဒီအဲဒါအစတာဘိုးဘိုးတို့အဲအဲဗာလဲဒီချက်စီရဲ့ဒီဘလာဒီကစားသမားရဲ့ဆိုလို့ရှိရင်လည်းသူနိုင်ငံလက်ရွေးစင်အတင်းနေမှာလာရဲ့ခြေဆွမ်းပြနေကြတယ်ဟိုချက်စီရဲ့လူစင်းကတော့ဘလိုနီးမြတ်ပဲထက်ထက်နီးမြတ်မာရက်စကာအနေနဲ့ ဟိုလူစင်းပဟောင်းမှုကအရင်ကြီးမားနေတဲ့အတွက်ကြိုက်တဲ့လူစင်းနဲ့လာပါတော့ဟိုဒီချက်စီလာတကယ်အာယုံဆုဆိုင်မှုအပြည့်နဲ့တကယ်ကံမယ်ဆိုလို့ရှိရင်ဗန်လီအိမ်ဝင်းဖြစ်နေလေဘလို့မှအဲရေရှည်မထိန်နိုင်ဘူးပေါ့ချက်စီတိုက်စီကိုအခုဆိုကနာချိုရိုးပါလို့ဆိုလို့ရှိရင်လဲအဟိုတနေ့ရပွဲဆိုလို့ရှိရင်သူတို့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲမှာဆိုလို့ရှိရင်လဲတကယ်ကိုဒီမန်နော့တမန်ရတဲ့အထိခြေစမ်းပြသွားတယ်ဆိုတော့ တကယ်ကိုဒီချက်စီးဘက်ကလူစင်းအင်အားလည်းတောင်းတယ်ပေါ့နော်လူစင်းအင်အားလည်းတောင်းတယ်ဒီမတ်မာရက်စ်ကနေဒီအတက်ကြအနေအမြင်လေးမှာပဲဒီနောက်တန်းလေးကဒီနေ့တိုင်ဖက်ချနာလေးကလွဲပြီးတော့အဲကျန်တဲ့အပိုင်းတွေမှာတော့အဲပြောစရာမရှိဘူးပေါ့နော်ကျေးဇူးရည်တခြားဒီအလေအလက်ဒါမှမဟုတ်လို့ဒီဖြည့်မြင့်အသင်းပုံစံမျိုးအသင်းနေအသင်းကြီးရေဆိုရင်လာနိုင်ယူဖို့အတွက်အဲတိတ်မကျင်းနေပြီမဲ့ဒါဒီလိုမျိုးအောက်တန်းတင်းလေးတွေတော့သူ့အတွက်ကတော့ အဲလွယ်တယ်ပေါ့နော်ဒီဆန္ဒလန်းလို့အသင်မျိုးကိုအိမ်ဝဲမှာရှုံးခဲ့တယ်ဆိုတာကလည်းချက်စီဖောင်အောင်နေတဲ့အချိန်လည်းဖြစ်တယ်လို့အဲဘယ်လိုပြောမလဲဒီအရမ်းခင်ဗျားတို့ကဈေးထားမိလို့ဆန္ဒလန်းကိုရံကိုတကယ်ဖြတ်မြင်အသင်ထဲမှာစင်းဝင်နေတာဗျာဆန္ဒလန်းကိုရံကိုတကယ်ကောင်းနေတာကစားသမားတွေလည်းအများကြီးခေါ်ယူအားဖြည့်ထားတယ်ဗျာတတ္တိဆာကစားသမားတွေအဲ့တော့ဆန္ဒလန်းက ဒီချက်စီကိုအနိုင်ခံတယ်ကန်းသွားတယ်ဆိုတာအဲဟိုအိမ်ဝင်းမှာနိုင်ခဲ့တယ်ဆိုတာကသိတော့မထူးဆန်းဘူးပေါ့နော်ဟိုဒါဖြစ်နိုင်တဲ့အနေအထားရှိတာဟုတ်တစ်ဖြတ်မြင်သင်းဆိုတော့လေဒါအာကြီးတောင်မှသူနောက်ကျဘိုးနဲ့အသေးရအောင်ဆော့သွားနိုင်ခဲ့တယ်ဒီရဒီအကောင်းနာပါလေဆိုတော့အာကြီးတောင်မှသူအဲဒီနောက်ကျဘိုးနဲ့တေးရအောင်ဆော့ခဲ့တယ်လို့ချက်စီကိုအိမ်ဝင်းမှာနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ထားပါပြောကြတာဒီချက်စီအခုပုံမှန်လူစင်းတဲ့ အဲထွက်လာလဲဂျာတို့ပေါ်ဂျာတို့ပထိုးတို့အဲနတ်တို့တို့အဲဘလိုနီးနဲ့ပဲလာလာဒီဒီကနာချိုးတို့နဲ့ပဲထက်ထက်အဲဒီအဲချက်စီအနေနဲ့ကတော့ဒီဘန်လီကိုကျွန်တော်ထင်တော့ဒီနှစ်ခုအထက်မှာပဲအဲသွန်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီမှာဟိုကြေးပေါက်လေးလေတစ်ချက်ကျွန်တော်တို့ဒီ အဲကြေးပေါက်လေးတွေစစ်ကြည့်မယ်ဆိုလို့ရှိရင်လဲချက်စီရဒီဟန်နီကတ်မှာပေါ့နော်အဲတလုံး20ရှုံးလောက်ပေါ့တလုံး20ရှုံးဝင်းကျင်လောက်အထိပေးထားတယ်အဲဒါကတအားကြီးဟိုများတယ်လို့อืมပြောလို့မရဘူးเนาะဒါဒါဒီဒီပေါက်ကြီးဝင်းကျင်မယ်ဒီလိုလာရမှာပဲဗန်လျာနိုင်လို့ရှိရင်6ဆဝဲလောက်ရမယ် ဗလင်အနိုင်အနိုင်ဆိုလို့ရှိရင်60ခွဲလောက်ပဲရမယ်ဆိုတော့ဗလင်ရဲ့နိုင်နိုင်ကြီးရလည်းနည်းနည်းမြင့်နေလို့တော့ပြောလို့ရတာပေါ့နော်ပြီးတော့ဒီမဲ့ Chelsea ကဒီเออตู้โกตมะบัดมาเฉ็ดเปลี่ยนជីมั้ยဆိုလို့ရှင်လဲတော်တော်တူကိုเฉ็ดเปลี่ยนជីมั้ยဆိုလို့ရှင်လဲเอ่อตัวနှလုံးနှလုံး30နိုင်လောက်ပေါက်ထားဆိုနှလုံးတည်ရပဲထားပါဆိုတော့เชลซีကအနည်းဆုံးနှလုံးလောက်တော့သူသွင်းမယ်လို့ယူဆထားတယ် ဟုတ်ကြည်ကြီးကဗန်လီကိုလည်းချက်စီရဲ့နောက်တန်းကြောင်းဗန်လီကလည်းအင်ဝန်းအယုံအားကြောင်းပေါ့နော်သူတို့တကိုးလောက်တော့သူတို့မှန်းထားမှန်းထားတဲ့အနေအထားမှာရှိရဲအဲ1 2ဆိုတဲ့အဲပုံစံလေးကိုသူတို့ဖောက်ထားတယ်ဒီကြေးပေါက်လေးတွေဆက်တဲ့ဆိုတာကလည်းညာဒီသူတို့ဒီဘူကီတွေကဒီဟန်နီကက်ပေးတာရဲ့ဒီတိုတူပေးတာတွေမှာတွားကြည့်လိုက်လို့ဆိုရင်ကိုကဘေးအသင်းမှာအဲဘော်ဒီ တော့၎င်းခုံးပေါင်းတော့၎င်းအဲဒါကိုအတန်ရပါတော့အဲဘင်ယာလေးကိုဟိုကိုနဲ့အဆင်ပြေတာလေးကိုစိတ်နဲ့အဆင်ပြေတာလေးအဲဘင်ယာလေးရွေးပြီးတော့ဆော့ရမယ်ဆိုတာလေးဒါနားလဲသွားလိုက်မယ်ပေါ့နော်ဒီ total 2မှာဆိုလို့ရှိရင် Chelsea ကနှလုံး30နိုင်ဆိုတော့ Chelsea ဘက်ကသူတို့အနည်းဆုံးတော့သူတို့နှလုံးအောင်တော့တွန်းမယ်အဲအဲ့လိုယူဆထားတယ် Burnley ကတော့တလုံးသွင်းရင်လည်းတွန်းမယ်တလုံးလောက်တော့သူတို့တွန်းမှုမျှော်လင့်ထားတယ်အဲတကယ်လို့ တစ်လုံးထက်လည်းပိုဝင်ပိုမှာပေါ့သူတို့ဒီဟာကစလုံး90နိုင်ဆိုတဲ့အနေထားကသူအပြည့်ပျော်ခွင့်ပေးထားတာမဟုတ်ဘူးအဲဒါအပြည့်ပျော်ခွင့်ပေးထားရင်အဲ့ဒီအတင်တစ်လုံးရှူဖို့တောင်မလွယ်ဘူးဗျာအဲသူတို့ဖောက်ထားတဲ့ပုံစံဆိုလို့ရှိရင်ဗန်လီကိုလုံးလုံးမရဘူးဆိုတဲ့အနေထားအဲတစ်လုံးတော့သူတို့ဟိုကန်ကောင်းထောက်မှဆိုတာရကောင်းရသာနိုင်တယ်ဆိုတဲ့အနေထား1 2ကိုတော့သူတို့ဖောက်ထားတယ်ဒီပွဲစဉ်ရလောက်ကိုဘော်ကီခတ်မှတ်ထားတာ1 2ဆိုတဲ့ပုံစံပုံစံမှာခတ်မှတ်ထားတယ်ဒါကတော့ဒီ အဲလူချင်းတို့ဒါကတော့ကိုကြိုက်တာကိုကြိုက်တယ်လို့ကိုဟိုဖြစ်ပေါ့နော်အဲကျွန်တော်အကြိုက်ပြောမှဆိုရင်တော့ဘန်လီကိုရှူနိုင်မှမထင်ဘူးအဲရှူနိုင်လဲအဲတကူပေါ့နော်တကူကျွန်တော်ကတော့1 3အချက်စီအနည်းဆုံးတော့အဲနှစ်ကူပြတ်မယ်အဲသင်တဲ့အတွက်ချက်စီဘော်ဒီကိုပဲကျွန်တော်အာတန်တယ်အဲကျွန်တော်ပါစနယ်ရဆိုလို့ရှိရင်တော့ကျွန်တော်ဒီအဲလူစင်းအင်အားအရာရောဘန်လီအရင်ကချက်စီကိုဒုက္ခပေးတာမှန်တယ်အဲဒုက္ခပေးနိုင်ခဲ့တာလည်းမှန်တယ် ဒါပေမဲ့အခုကဗန်လီကအရင်လိုလည်းမဟုတ်တော့လို့ချက်စီကလည်းအဲဒီသူ့ရဲ့လူငယ်ကစားသမားတွေနဲ့သူဖောင်းလင်းလင်းပြီးလာပြီးအခုဆိုရင်အဲတေဗန်မှာတောင်မှသူကအဲတတိယနေရာမှာရောက်နေဆိုတော့ဒီဘွဲကိုသူအ ਨੇ ဆုံးနှစ်ကိုပြတ်လိုက်မယ်လို့ကျွန်တော်ဘကကျွန်တော်ကျွန်တော် personal အမြင်ရတော့ကျွန်တော်အဲ့လိုထင်တယ်အဲဒီမင်းတို့လည်းကိုကြိုက်တာကိုဟိုကကို အဲဆီဗီဆိုလိုလေးအဲဒါကိုအကြိုက်နဲ့ကိုဂိုးဘောအကြိုက်ရင်ကြိုက်တယ်လို့ပေါ့နော်ဟို1 2 1 3လောက်တော့သူတို့မှန်ထားတဲ့အနေထားမှာရှိတယ်အဲဒါကတော့လူချင်းမျိုးကိုအစဉ်ပြေရလေးကိုလောက်ကြပါဟုတ်ကဲ့အဆုံးထိပြီလို့အဆုံးထိကြည့်ပြီလို့ကျေးဇူးများ